eVision တင်သွင်းသူများ after sales service ကိုလည်းဆောင်ရွက်ပေးနိုင်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လျက်စစ်သုံးရှင် EV တင်သွင်းတဲ့ကုမ္ပဏီတွေအနေနဲ့တင်သွင်းမဲ့လျက်စစ်သုံးရှင်များအတွက်လိုအပ်တဲ့အမခန့်မှု အပိုပစ္စည်းများရရှိနိုင်မှုနဲ့ပတ်သက်ပြီးနောက်ပိုင်းပြင်ဆင်မှုများ after sales service ကိုဆောင်ရွက်နိုင်တဲ့ CMN တွေထားရှိရမယ်လို့စီးပွားရေးနှင့် ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ဒီလိုဆောင်ရွက်ရမယ်အပြင်အယောင်ပြခန်းဖွင့်လင်ရမှာလဲအနေဆုံးဆန်နှုံးသတ်မှတ်ချက်အဖြစ်ခြံအကျဲအဝန်စတူယန်ပေတသောင်းဝက်ယောင်ပြခန်းအပါဝင် service center area နဲ့အနားနေခန်းစုစုပေါင်း area မှာစတူယန်ပေ9000ရှိရမယ်လို့ဆိုပါအထင် အစိုးရအချက်လက်များကိုပိုင်းတော် project ကာလအတွင်းဖြည့်ပေါက်မှလျက်စစ်သုံးရှင်တင်သွင်းခြင်းဆိုင်ရာလိုက်နာရမည့်စည်းကမ်းချက်များအဖြစ်ထုတ်ပြန်ထားတာဖြစ်ပြီးတတ်မှတ်ထားတဲ့စံချိန်စံညွန်းနဲ့ခွင့်ပြုထားတဲ့အစည်းအရေးအတွက်ကိုထောင်းတင်သွင်းရမယ်လို့လဲဆိုပါတယ်။ အယောင်ပြခန်းဖွင့်လင်းမည်နေရာအဆောင်ဦးတူလောင်ရှုံတို့ကိုလည်းထုတ်ပြန်ထားတဲ့စံနှုန်းသတ်မှတ်ချက်များနဲ့အညီလိုက်နာဆောင်ရွက်ရမှာဖြစ်ပြီးဗဟိုဘဏ်ကအတိအမှတ်ပြုတည်ဘဏ်တွင်မြမငွေချက်3500ပေးသွင်းထားကြောင်းဘဏ်အောင်မခံချက်တင်ပြရမယ်လို့သိရပါတယ်ရှင်။